မင်္ဂလာပါပရိသတ်ချင်းတို့ရှင်ကျမတို့ရဲ့မီဒီယာ channel ကနေ November 16ရက်နေ့အတွက်နောက်ဆုံးရအမှုပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကြီးစောမင်္ဂလာဆောင်ကိုလုံးဝမသွားဘဲအိမ်မှာဒီလိုလုပ်နေတဲ့ဝိုင်းစုအကြောင်းဖွင့်ချလာတဲ့အောင်လာတဲ့တင်ထိတ်တန့်တထိမကြီးဆိုပေမဲ့ဟိဝင်ရနဲ့စိုးပြေတဲ့စင်ကိုလက်ဖွဲ့တဲ့ငွေပမာဏနဲ့လူလူပြောများနေတဲ့ဝတ်မုံရွှေတဲ့တင်နဖတ်တုံးရဲ့ဟမ်ဘာဂါကို တွဲဖက်အဲ့ခံခဲ့တဲ့စူပြေတဲ့စင်တို့ရဲ့အံ့ဖွယ်မင်္ဂလာပွဲတဲ့တင် တားပြည့်သူရဲ့စားကိုတင်းနေလို့ရသမျှပတ်စံတင်ထားပြီးဟင်းဝရန်ကိုထိမ့်ပေးဖို့စိုးပြည့်တစင်ကိုပူဆောင်လိုက်တဲ့ဟင်းဝရန်ဖားခင်တဲ့ဖွေဖွေကိုပေးမှထားပြီးအမနာပဲလုံလိုက်တဲ့ဒီပြုတ်မှုလေးတစ်ခုကြောင့်ဝေဖန်ခံရတဲ့ဝတ်မှုရွှေတည်င်းပဲဖြစ်ပါတယ်ရှင်။ရီဆောင်မင်္ဂလာဆောင်ကိုလုံးဝမသွားပဲအိမ်မာဒီလိုလုံနေတဲ့ဝိုင်းစုအကြောင်းဖွင့်ချလာတဲ့အောင်လား။ ရည်ဆောင်ဟိဝိယံကကြီးကျယ်မင်္ဂလာဆောင်နေချိန်မှာဝိုင်းစုခိုင်တင်ကတော့မင်္ဂလာဆောင်ကိုဖိတ်တာတော့လုံးဝမသွားပဲအိမ်မှာလုံးဝမကြံစီတဲ့နာကြီးကိုလုတ်ကင်နေတယ်လို့အောင်လာကချပြလာခဲ့ပါတယ်။ဟိဝိယံနဲ့ဝိုင်းစုခိုင်တင်ဟာအခြေဥတွေဖြစ်ကြပြီးငယ်ပေါ်ကတည်းကခိုးပြေးခဲ့ကြတဲ့တင်တန်ရုံးစင်ကြီးခင်ရှာတာပါ။ဒါပေမဲ့ခိုးပြေးပြီး၃ညအိပ်ပြီးတာတော့ဟိဝိယံရဲ့အမေကလုံးဝပြေးမပောင်းခဲ့ပဲ မမပိုင်းလေးဖြစ်တဲ့ဟင်းဝင်ရန်ကလည်းဝမ်စုခိုင်တင်ကိုစပီးနားမလည်လို့ကရှောင်နေခဲ့ပါတယ်။ဒါကြောင့်ဝမ်စုခိုင်တင်ခင်ဗျာအတန်ရော့အဆက်ပါခွဲခင်ရပြီးဟင်းဝင်ရန်ကို နားတဲ့စိတ်နဲ့နောက်ထပ်ယောက်ျားနှစ်ယောက်ကိုထပ်ယူခဲ့ပါတယ်။အဲ့ဒီတည်းမှာအောင်လာဒုတိယမြောက်ဖြစ်ပါတယ်။အောင်လာယူပြီးတာတော့မှဟင်းဝင်ရန်နဲ့ဝမ်စုခိုင်တင်ကိုတားသွင်းထိုးပါတယ်။အိမ်တော်ကြီးကလည်းလုံးဝအဆင်မပြေပဲနောက်ဆုံးမှပြက်ပြက်နဲ့နှာခေါင်းသွေးထွက်ကကွဲခဲ့ကြတာဖြစ်ပါတယ်။ အောင်လားကလင်မယားခွဲပြီးနောက်မှာဝိုင်းစုခံတဲ့ကို ပထွေးမုံမုံနေခဲ့ပါတယ်။ဒါကြောင့်တစ်ချိန်လုံးအရက်တောက်ပြီးဝိုင်းစုခံတဲ့ရင်မကောင်းချောင်းတွေကိုလိုင်းပေါ်ထိုင်တင်နေရှိသလိုအခုလည်းဟေးဝီယံမင်္ဂလာဆောင်နေတဲ့အချိန်မှာဝိုင်းစုခံတဲ့နဲ့ပြိတက်တွေကြောင့်ရန်တိုက်ပြီးတဲ့စကားတခုကိုထုတ်ပြောလာခဲ့တာဖြစ်ပါတယ်။ အလုံးအသွင်းရဲ့ Facebook အကောင့်မှာအလုံးဝိုင်းချက်နေကြတဲ့အစိုးရအိုက်တော်မကြီးရဲ့စိတ်ဓာတ်ဟာအောက်ဆုံးမှရောက်နေပြီ။သူင်ကအောင်လေးနာမည်ကိုတော့ဟာဝါရလို့ပေးထားတယ်လို့ရေးတင်ခဲ့တာပါ။နာမည်ပြည့်စုံကိုတိုးခေါက်စလုံးနဲ့ရေးထားတာဖြစ်တဲ့အတွက်ပရိသတ်ကတန်းတီးခဲ့ကြပြီ။မင်္ဂလာဆောင်မသွားပဲဝါစုကန်တဲ့ကဟိမယံကိုနန်းနေနေတဲ့ဆိုတဲ့အဓိပ္ပာယ်မျိုးပေါင်းတမင်ရေးတင်လိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းပြည်သက်တွေကတော့ဝိုင်းစုခိုင်တဲ့ကိုအပြည့်မြင်မဲ့ဆောင်ယောက်ျားကြီးတံမင်းနဲ့မိန်းမတယောက်ကိုတတ်တတ်ကြီးလိုက်တိုက်ခိုက်နေတဲ့အောင်လာကိုတောင်ပိုပြီးယွန်ရှာသွားခဲ့ပါတယ်။ပြည်သက်ထေကတယောက်ဆိုရင်မင်းနဲ့ပြက်စဲပင်သူဟာသူအေးအေးချမ်းချမ်းနေနေတဲ့မိန်းကလေးတယောက်ကိုအခုလိုလိုက်ပြောနေတာမရှက်ဘူးလား။ယူတော့ကလည်းလက်ကြောမတင်လို့ရှာမကြွေးနိုင်ဘူး။ကွဲတော့လေမင်းလက်ပါလို့မင်းဖောက်ပြန်လို့တတိုင်းပြည်လုံးတီးပြီးမှနမဲပြက်နေကွဲတယ်။အခုလေ မကြီးဆိုပေမဲ့ဟဲဝိရန်ရဲ့စုပ်ပြည့်တစဉ်ကိုလက်ဖွဲ့တဲ့ငွေပမာဏနဲ့လို့လူပြောများနေတဲ့ဝိမုံရွှေရင်မြန်မာလူမျိုးတွေရဲ့မင်္ဂလာပွဲတွေမှာလက်ဖွဲ့ငွေပေးတာကရိုးရာဒလိထုံတန်းစင်လာပါဒါကလည်းမင်္ဂလာဦးမှာမင်္ဂလာဆောင်ကြတဲ့ဇနီးမောင်နှံတို့ဘဝရှိရေးအတွက်အပရိသတ်တွေစေတနာတတာတရားရှိသလောက်ထည့်ပေးကြတာဖြစ်ပါတယ်ဒါပေမဲ့တင်ဆောင်မင်းသမီးဝတ်မုံရွှေကြီးကတော့ဟင်းဝင်းရံနဲ့စုပ်ပြည့်တစဉ်ရဲ့မင်္ဂလာပွဲမှာလက်ဖွဲ့တဲ့ငွေပမာဏကြောင့်တော်တော်လေးကိုလူပြောများနေတာဖြစ်ပါတယ်။ အလုံးတိကြတဲ့အတိုင်းမိနီကဟေဝီယန်နဲ့စိုးပြေတစင်ရဲ့မင်္ဂလာပွဲကိုတော့ကြီးကျယ်ခမ်းနားစွာကျင်းပခဲ့တာပါအဆိုပါမင်္ဂလာဆောင်တွဲရဲ့မင်္ဂလာပွဲကိုတော့အနုပညာလောကထိတ်တန့်မှုပညာရှင်များစွာဝေကောင်းဆန်းလာရင်းနဲ့တက်လာခဲ့တာပါဒီလိုဟေဝီယန်နဲ့စိုးပြေတစင်တို့ရဲ့မင်္ဂလာပွဲကိုတက်လာတဲ့အနုပညာရှင်တွေများစွာတွေမှာအထင်ရှားဆုံးဖြစ်နေတာကဝိမုံရွှေကြီးပါ ဝမောက်ရွှေရင်ဟာပန်းရဝတ်စုံလေးနဲ့ချက်တည့်ရရှိရှိမင်္ဂလာဆောင်တွဲရဲ့မင်္ဂလာပွဲကိုရှောင်လာပါတယ်။ဒါပြင်သူမရဲ့လက်တိုင်မှာဆင်မြန်းထားတဲ့စိန်ပြည့်ရကြီးကလည်းတတော်လေးလူပြောများနေတာပါ။အတွင်းတည်တဲ့တွင်နဲ့ရတနာတောင်းဝင်းရဲ့ခမ်းမန်းချက်တွေအရဒီပညာကြီးဟာတာမန်မဟုတ်ပါဘူး။ကမ္ဘာအကောင်ဆုံးပြည်တံပရမများတွင်နဲ့အတန်စင်ဆုံးစိန်နီကိုပေါင်းဆက်ထားပြီးတန်မှုကအမေရိကန်ဒေါ်လာတန်း100လောက်တန်ကြီးရှိနေတာပါ ဒါပြင်ဝမုံရွှေရဲ့အလှတရားနဲ့သူမဆင်မြန်လာတဲ့ယရနာရဲ့အရာဝါကတတို့သမီးစုပြည့်တစင်ရဲ့ခန္ဓာမှုထက်တောင်ပိုပြီးထင်ရှားနေတယ်။ပိုပြီးခန္ဓာလှပနေတယ်ဆိုပြီးလူပြောများနေတာဖြစ်ပါတယ်။တဟောင်းဝဲမုံရွှေကြီးကသူ့ရဲ့ကြောင်ဝချမ်းသာမှုကိုအားလုံးရဲ့ရှေ့မှာတရားဝင်ချပြလိုက်တာပါသူခင်မုံတဲ့ကလည်းထိတ်တန်းတထေးကြီးတူဖြစ်တာကြောင့်ဒီလိုစင်မြန်နိုင်တာမဆမ်းပါဘူးဒါပေမဲ့ကဲဒီကပြဿနာကဒီမှာဆရာပါ ဝမ်မောင်ရွှေရင်ဟာဟေးဝင်းရဲ့စိုးပြစ်တဲ့စင်တို့အတွက်မင်္ဂလာလက်ဖွဲ့ချိန်မှာလက်ဖွဲ့ငွေက330ပဲလက်ဖွဲ့လို့လူပြောများနေတာဖြစ်ပါတယ်။အလုံးသိကြရင်ယနေ့ခေတ်ကာလမှာ330ဆိုတော့ဘာမှလုံးလို့မရတဲ့ပမာဏပါ။ဘာတခါထိုင်စာမရှိပါဘူးဆိုပြီးတော့တောင်းဥပမာပေးနေကြပါတယ်ဒီလိုငွေပမာဏကနည်းတယ်လို့ဆိုကြတာပါဝမ်မောက်ရွှေရင်ဟာထိတ်တန်းတစ်ထိမှကြီးဖြစ်တာကြောင့်လေဒီထက်အများကြီးလက်ဖွဲ့တင်တယ်လို့ဆိုကြတာဖြစ်ပါတယ် ဝမ်မောင်ရွှေကြီးရဲ့ခင်မုံတဲ့ကလည်းထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်နေရကြောင်းအနည်းဆုံး300ဒါမှမဟုတ်300လောက်လက်ဖွဲ့တင်နေလို့ဆိုကြတာပါဒါပေမဲ့လည်းတချို့ကတော့300ဆိုတာကမနည်းတဲ့ပမာဏဖြစ်ကြောင်းဘလောက်ပဲချမ်းသာတာကိုယ်စေတနာရှိလောက်ပဲလက်ဖွဲ့မှာဖြစ်ကြောင်းဘာကိုမချေမနှက်ဖြစ်နေတာလဲဆိုပြီးဝမ်မောင်ရွှေကြီးဘက်ကပြန်လည်ခုခံပြောဆိုနေကြတာတွေလည်းရှိပါတယ်တကယ်တော့ဒီကိစ္စမှာစေတနာဆိုတဲ့စကားကအဓိကဖြစ်လာပါတယ် ဝမ်မောက်ရွှေကြီးစင်မြန်လာတဲ့ဒေါ်လာတန်းနေရတဲ့ဘရက်ကြီးကသူ့ရဲ့အစင်တန်းနဲ့ကျွမ်းဝမှုကိုပြတာပါဒါပေမဲ့လက်ဖွဲ့ငွေစရာကတော့မင်္ဂလာမောင်နှံပေါ်ထားတဲ့ရှင်နေမှုနဲ့မြေတားကိုပြတာဖြစ်နိုင်ပါတယ်တချို့ကတော့တထင်းမကြီးဖြစ်တာနဲ့ညီသိန်း300လောက်တော့ထည့်တဲ့နေဆိုပေမယ့်တချို့ကတော့သိန်း300ဆိုတာကတော့တာမယ်လူတယောက်ရဲ့မင်္ဂလာပွဲအသေးစားတစ်ခုလုံးရဲ့ကုန်ကြဆေးလောက်ရှိနေပါပဲ။ဒါကြောင့်တထင်းမလို့အများကြီးထည့်ရမယ်ဆိုရဲ့ဖိအားမျိုးကရောတကယ်လည်းရှိတယ်လား။ ဒါမှမဟုတ်ဝိမုံရွှေကြီးကချမ်းသာလိုလူရည်ရဲ့မျက်စိထဲမှာစူးတော်လာလားဆိုတာကတော့တကယ့်ကိုစိတ်ဝင်စားစရာအငင်းပွားမှုတစ်ခုဖြစ်နေတော့မှာပဲပရိသတ်တို့ကရောဝိမုံရွှေရင်လက်ဖွဲ့တဲ့ပမာဏကနည်းတယ်လို့ထင်ပါသလားမိမိတို့အမြင်ကိုပြောသွားကြပါအောင်ရှင်လက်ဖက်တုံးတဲ့ဟန်ပါကာကိုတွဲဖက်ဧကန်ခေတဲ့စိုးပြေတစင်တို့ရဲ့အံ့ဖွယ်မင်္ဂလာပွဲ ဘာလို့လို့ ग्व နေတဲ့ fashion queen တို့ဆုံးတွေ့တာတော့ဒီတစ်ခါမင်္ဂလာဆောင်ပါလေလက်ဖက်တုံးနဲ့ဟန်ပါကာကိုတွဲကျွင်းလို့ဝေဖန်ခဏရပြန်ပါပြီလက်ဖက်တုံးဆိုတော့မြမယူရအစမ်းစာဖြစ်တာမို့မြမလူဆောင်တဲ့မင်္ဂလာပွဲမှာတဲ့ခင်းကျွေးမွေးတာဟာရန်ကိုတဘာဝကြပြီမယ်လေစုပြည့်တစင်တို့ကတော့လက်ဖက်တုံးနဲ့အနောက်တိုင်းစမ်းစာဟန်ပါကာကိုစပွဲဝိုင်းတစ်ခုထဲမှာတဲ့ခင်းဧခံခဲ့တာပါဒါကြောင့်ပွဲလာတဲ့ပြည်သက်တွေခမပါမောက်မေကာယမလို့လို့လက်ဖက်ပဲဝါတော့မလို့လို့ဖြစ်ခင်ရပါတယ် အခုမြင်ကွင်မှာဆိုရင်လေတကိုက်စာသာရှိတဲ့ဟမ်ဘာဂါတွေကိုခရင်တစ်ချောင်းနဲ့ချပေးထားပြီးရှေ့မှာတော့လက်ဖက်တော့ပကံကိုစွန့်တက်ထားတာတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်ပတ်စံရှိတာနဲ့လူရဝင်ဆက်နဲ့စင်တန်းရှိတာဟာမတူဘူးလို့တော့တချို့ပွဲလာသူတွေက ဝေဖန်နေကြတာဖြစ်ပါတယ်။တကယ်တော့ဟိဝီယန်တို့မျိုးရိုးကတောတထေးတွေဖြစ်တဲ့အတွက်မျိုးရိုးမျိုးရင်အောင်ဖက်ရှင်ကတောကြိုက်ပဲဖြစ်နေတာငင်းလို့မရပါဘူး။ ဟေးဝင်းရဟာတသက်လုံးတကြီးသားဖက်ရှင်တွေကိုပဲဝင်လာခဲ့ပြီးတစ်ဖက်ကစိုးပြေတစင်တို့ကလည်းပညာတတ်ရှားပါးတွေမျိုးယိုဖြစ်ပါတယ်။စိုးပြေတစင်တယောက်သားလည်းဝင်လေးပါလေးလူမြင်ကောင်းအောင်ရှာခဲ့ပြီးတစ်ဖက်ကစိုးညီမာတွေကတော့တက္ကသိုလ်ရောမရောက်ဘဲမင်းသမီးလုပ်ခဲ့သူတွေဖြစ်ပါတယ်။ဒါကြောင့်နှစ်ဖက်ပေါင်းလို့ပတ်စံအရန်ရှိနေရင်တော့အညာပုံစံကတော့မပြောင်းဘဲအခုလဲမင်္ဂလာပွဲမှာနှစ်ဖက်တုံးတဲ့ဟမ်ဘာဂါကိုမထော်မနန်စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ပိုပြီးမြင်လို့မကောင်းတာကသူတို့ရဲ့ပွဲမှာဝိုင်းစုခိုင်တဲ့ကိုမဖိတ်ခဲ့တာဖြစ်ပါတယ်။ဘလူပဲရှိစားဟောင်းဖြစ်ပါစေအမှုပညာတိုင်းဝိုင်းတဲ့ကလူဆုံတက်ဆုံပွဲတက်နေတဲ့အချိန်မှာဝိုင်းစုခိုင်တဲ့တယောက်တည်းကိုမဖိတ်ပဲကွက်ပြီးခြံထားတာဟာတော်တော်ရုပ်ဆိုးတဲ့ကိစ္စဖြစ်ပါတယ်။ဝိုင်းစုကိုအကြောင်းကြားချင်းဖိတ်စာပေးဖို့ကျင်တော်မရှိပဲလင်းများတဲ့ကရင်မမခင်သားကိုတော့တတော်သမီးအရှင်အောင်ခေါ်ပြီးလှုပ်ခိုင်းလိုက်ပါသေးတယ်။ ဒီလိုလုပ်ရတာကလည်းကရင်မလက်ရှိကတ်ထားတဲ့ရှိစားကပရိုဂျူဆာထက်ခိုင်ဝင်ဖြစ်နေတာကြောင့်လို့ဆိုပါရယ်။ဆယ်လီနာမဲခံပြီးလူတီများအတင်းလုံနေရတဲ့ဟင်းဝီယန်ရဲ့စုပြည့်တစင်လို့ဆောင်တွေကနောက်ပိုင်းမှာမင်းသားမင်းသမီးပြန်လို့ပို့အခွင့်ရေးရအောင်ပရိုဂျူဆာကိုကတ်ထားတဲ့ကရင်မကိုမျက်နှာချုပ်သွေးပြီးတတူသမီးရလှုပ်ခိုင်းခဲ့တာဖြစ်ပါရယ်။သူတို့မင်္ဂလာဆောင်ကဒါရီပဲ ग्वान ာလာဆိုတော့မဟုတ်သေးပါဘူး။ ရွှေစင်ကိုပိတ္တာနဲ့လှူထားတဲ့သူတို့ရဲ့မင်္ဂလာဝတ်စုံကြီးကလည်းမြင်ရတာတခုခုလွဲလှူနေပါသေးတယ်။မင်္ဂလာဝတ်စုံဟာအင်မတန်မုံမြတ်တဲ့အထိပ်ပင်နဲ့ရွှေပေါ်မှာပရမများလုံးနဲ့ထပ်ပြီးပေါ်ကျေလူထုထားတာဖြစ်ပါတယ်။ဒါပေမဲ့သရှင်မြင်ကမရှိလေတော့ဟိမယံရဲ့ရှင်ပတ်မှာပေါင်နေတဲ့ရွှေပန်းခတ်သုံးခုဟာဝေကင်းစာကလေးလေးတွေရဲ့ရွှေကျုံးလေးနဲ့တူနေပြီးလူတင်လွှဲစရာထပ်ဖြစ်သွားပြန်ပါတယ်။ ဒါကြောင့်အကောင်ဆုံးနေဖြစ်ပုံပတ်စံတိမ်ပေါင်းတောင်းချီပြီးမင်္ဂလာပွဲတွေစတိုင်လုပ်နေတာတော့ဂွမ်ပီရင်ဂွမ်နေတဲ့သူတို့စနေမောင်နှံကပရိသတ်တွေကတော့တနာနေပြီးသူတို့ညောင်ဘဲတော်များမှဖက်ရှင်ကြကြနဲ့ခြေချပြစ်နိုင်မလဲလို့စုတ်တက်နေကြပါတယ်လက်ရှိမှာတော့စိုးပြတဲ့စင်တော်မင်္ဂလာပွဲဟာ၃ပွဲတိတိလုပ်ပြီးသွားပြီဖြစ်ပြီးနောက်ထပ်၃ပွဲလုပ်ဖို့ကြံနေပါသေးတယ်။ ပြည်သက်ကြီးတို့ရောနောက်ထပ်ပွဲမှာရောလက်ဖက်တော့တဲ့ဟန်ပါကထက်ကျွင်းလောက်သေးလားဘလို့အလွဲလေးတွေဖြစ်အောင်မလဲဆိုတော့ comment မှာရေးခဲ့ကြပါအောင်နော်အပြည့်တုံရင်စားကိုတည်နေလို့ရှားသမျှပဆန်တင်ထားပြီးဟိဝိယံကိုထိမ့်ပြဖို့စိုးပြတဲ့စင်ကိုပူဆောင်လိုက်တဲ့ဟိဝိယံဖားကိန်းဟိဝိယံကိုနည်းနည်းလေးမှမရှုံးမင်းရှားသမျှပဆန်ကိုအကုန်သိမ့်မှုစိုးပြတဲ့စင်ကိုတိုက်တွန်းလိုက်တာကဟိဝိယံဖားကိန်းဦးဝင်းကိုပါ ။ဒါကြောင့်လေလူတွေကဟေးဝီယန်ကနောက်မီးလဲမှဆိုလို့လား။ KTV တော့မှကြိုတိနေလို့ငွေသိမ်းခိုင်းတာလားဆိုပြီးထင်ကြီးပေးနေကြပါတယ်။အားလုံးသိကြတဲ့အတိုင်းတချို့သောသူတွေကတော့ဟေးဝီယန်ကိုတိတ်ပြီးတော့အကောင်းမမြင်ကြပါဘူး။မဖြစ်ဖြစ်ဟိဝိယံဖခင်ဥဝင်းကိုကတော့တားပြစ်သူလက်ထဲမှာပတ်စံမထားဘဲစိုးပြစ်တဲ့စင်ကိုတိမ့်ထားခိုင်းတာကြောင့်လူတွေကြားမှာပြောစရာဖြစ်သွားကြရတာဖြစ်ပါတယ်။ ဟိဝီယန်ဖာခင်ကချွေးမဆုပ်ပြေတစင်ကိုယုံကြည်ကြောင်းချွေးမလေးကသူ့ဘောကိုအဖေရင်တယောက်လိုသဘောထားကြောင်းဒါကြောင့်လေတားဖြစ်သူကိုဆုပ်ပြေတစင်နဲ့သဘောတူကြောင်း ဟိမ်ဝီရဲ့လက်ထဲမှာပတ်စံမထားခိုင်းတာကလည်းယောက်ျားလေးဆိုတော့ကငွေလက်ထဲရှိရင်ပျက်စီးတတ်ကငွေတွေကုန်တာကြောင့်စီးတဲ့ရေဆဲတဲ့ကတင်းဖြစ်အောင်စုပ်ပြေတဲ့စင်ကိုထိမ့်သိမ့်ကြက်မှတ်ခိုင်းတာပါလို့ဆိုလာတာပါတချို့ကတော့ဟိမ်ဝီရဲ့ဖခင်ဦးဝင်းကိုဟာတကယ်ကိုအမျှော်မြင်ရှိတဲ့ဖခင်တယောက်ဖြစ်သတ်မှတ်ထားကြတာဖြစ်ကတားနေချွေးမကိုနီလန်းမမနဲ့ဆုံးမတွန်တန်နိုင်လို့ချီးကျူးနေကြပါတယ် ပွဲကိုဘေးမှထားပြီးအမနာပဲလုံလိုက်တဲ့ဒီပြုတ်မှုလေးတစ်ခုကြောင့်ဝေဖန်ခံရတဲ့ဝုံမုံရွှေရည်မင်္ဂလာပါပရိသတ်များရှင်ဝမောက်ရွှေကတော့တက်တက်ဆပေါ်ရတဲ့ကအခုဝိုင်းရင်မင်းသမီးဖြစ်တဲ့အထင်အပုံလိုမရှိတဲ့တင်းယုံဆောင်ချက်တွေကြောင့်ပရိသတ်ရင်ထဲမှာပြေဝနေရယူထားခင်တာပါမထော်မနှလုံးရက်တည်းလေးပါတစ်ခုမှပြုတ်မှုခင်တာမရှိလို့လူမုံများတဲ့အမှုပညာရှင်တွေမှာ လုံးဝမပါခဲ့ပါဘူး ဒါပေမဲ့အခုစိုးပြင်းတဲ့ဟေးဝရံတို့ရဲ့မင်္ဂလာဆောင်မှာမထင်မှန်ပဲပြုတ်လုံလိုက်တဲ့အပြုံမူလေးတစ်ခုကြောင့်ပြိသက်တင်အလုံးဝိုင်းပလိနာကိုခံနေရပါပြီ။တခါတလေမှာကိုရောင်မတီပဲလုံလိုက်တဲ့လုံရံလေးတစ်ခုကြောင့်သူများတွေအနေနဲ့အမြင်မသင့်တော်မျိုးတွေဖြစ်တတ်ပါတယ်။အခုလဲကိကဘာမသိညာမသိပြုတ်လုလိုက်တဲ့ဆိုပေမဲ့မြင်ရတဲ့သူပိုကတော့အနေငယ်မသိတော့ဖြစ်သွားတာကြောင့်လိုက်ပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ် အဲ့ဒီနေ့ကငယ်စဉ်ဆုံးတွဲရဲ့မင်္ဂလာပွဲမှာဝိမုံရွှေကသူမရဲ့အမျိုးသားနဲ့အတူတူတက်ရောက်လာခဲ့ပါတယ်။လက်ပင်မှာဆွဲထားတဲ့ဆွဲကြိုးပြည့်ရကြီးကလည်းမြင်သူအလုံးမျက်စိကျိန်းသွားစီလောင်းမဲ့အနေအထားမှရှိပါတယ်။ဒါပေမဲ့အင်ကြီးဝန်ဆောင်ကိုရောရိုးရိုးရှင်းရှင်းလေးပဲဝတ်ဆင်လာတာပါ။ဒါကလည်းသူမရဲ့လေပင်ကဆွဲကြိုးကြီးကိုမပေါ်ပေါ်တမင်ဖော်ပြလိုက်တဲ့အနုနီတစ်မျိုးပါပဲ။အဲ့ဒါကဘာမှပြဿနာ တိတ်မရှိသေးပါဘူး။ ။ဘာလို့လဲဆိုတော့ခရိုနီတထဲကြီးရဲ့မိမဖြစ်တာကြောင့်ကိုနိုင်ဖြိုးချွန်နေယူပြီးကလေးကအမြဲတမ်းလူလူပွဲတွေတက်လာတိုင်းမှာယရနာရီကိုတံပိုးကြီးပါပြီဆိုရင်ဒီဇိုင်းစင်တွေကတမျိုးပြီးတမျိုးမရှုံးရအောင်ဝတ်ဆင်နေတာဖြစ်လို့ပရိသတ်တွေအနေနဲ့အဲ့ဒါကိုအထွေထူးမပြောကြတော့ပါဘူး။ဒါပေမဲ့လေသူတို့လင်မယားနှစ်ယောက်ကဖွေးစင်ရဲ့ဘေးမှာနေနေရတာကြောင့်သွားထိုင်လိုက်ပါတယ်။ဒီမှာနှစ်ယောက်မတွေ့တာကြပြီဖြစ်တဲ့အတွက်အခုလိုအေးအေးဆေးဆေးပြန်တွေ့တဲ့အခါမှာစကားတွေဖောက်ပွက်ပြီးတော့အများကြီးပြောနေခဲ့ကြပါဗျ။ ဘေးနားမှာရှိနေတဲ့ထက်ထမိုးတို့လိုမျိုးအမှုပညာရှင်တွေကိုလည်းကစ်ကပြုံးပြပြီးတော့နှုတ်ဆက်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာကစ်လုံလိုက်တဲ့ပြုံမှုတစ်ခုကဖွဖွေးပါဝင်မြင်ရတဲ့သူအလုံးကိုအနောက်ရှက်ဖြစ်သွားစေပါတယ်။ဘာလဲဆိုရင်တော့ယောက်ျားဖြစ်သူရဲ့လက်လေးကိုကင်ထားတာပါ။ဖွေးစိန်နဲ့အတူတူစကားပြောနေပေမယ့်ကင်းရဲ့စိတ်ကဖွေးစိန်စီမှာရှိမနေပေသူ့ယောက်ျားလက်လေးကိုပဲကင်ထားလိုက်ပြီးတော့ရူနေနေတာပါ စင်ကေဖြစ်တဲ့ဖွေးစိန်လေးကိုမထီမဲ့မြင်ပြုတ်တလုံးလုံးပြီးယောက်ျားဖြစ်သူနဲ့အိမ်မာရောရတာအာမရလို့လူကြားထဲမှာပါလာရုံနေတဲ့ကစ်ကိုပိတ်သက်ကြီးတို့ကရောဘာများပြောချင်ကြပါသလဲရှင်